မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ကြုံရုံတိုက်ခိုက်ခံရမှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကန့်ကွက်ရှုတ်ချလိုက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကအမျိုးသားရေးလှုပ်ရှားမှုအမိခံပြီးတော့တရုတ်စန့်ကျင်ရေးလှုပ်ဆောင်ခဲ့ခြင်းနဲ့တချိန်တခါကတရုတ်မြန်မာပဋိပက္ခရဲ့လက်တယ်တရားခံဖြစ်ခဲ့ကြောင်းသတိပေးချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကထုတ်ပြန်လိုက်တဲ့ NUG ရဲ့ကြေညာချက်မှာအော်တိုဘာလ18ရက်နေ့ညနေပိုင်းမှာမန္တလေးမြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ဂျုံယုံကိုပြစ်ခတ်မှုဖြစ်ပွားခဲ့မှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြမ်းဖက်လုပ်ရများအကာအကွယ်ပေးရမယ်တန်တမာဆိုင်ရာအဆောက်အုံကိုတိုက်ခိုက်တဲ့လုပ်ရများကိုကန့်ကွက်ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်ရကြောင်းလူမျိုးရေးအမုန်းတရားပဋိပက္ခများဖြစ်ပွားမှာကိုအထူးပင်စိုးရိမ်မိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လူမျိုးရေးဘာသာရေးပြိပခဖြစ်ပွားစေမဲ့မြည်သည့်လောက်ရမျိုးကိုမဆို အစဉ်တစိုက်စတင်သွားမှာဖြစ်ကြောင်းပြောဆိုထားပါရယ်အမျိုးသားညီညွတ်ရေးအစိုးရဟာ2021ခုနှစ်ဧပြီလကတည်းကအိန္ဒိချင်းနိုင်ငံများအပေါ်သဘောထားကြေညာချက်ကိုထုတ်ပြန်ထားသလို2024ခုနှစ်ဇန်နဝါရီလမှာလည်းတရုတ်ပြည်သူတမရနိုင်ငံနဲ့ဆက်လျင်းတဲ့မူဝါဒကိုထုတ်ပြန်ကြေညာထားပြီးဖြစ်တယ်လို့သိရပါရယ်မိမိတို့အနေနဲ့ထုတ်ပြန်ထားတဲ့မူဝါဒသဘောထားများအတိုင်းဆက်လက်ပြီးတော့ရပ်တည်သွားမှာဖြစ်ကြောင်း NGO ကအသိပေးကြေညာထားပါရယ်အကြမ်းဖက်ဆဲအုပ်စုက အမျိုးသားရေးလှုပ်ရှားမှုကိုအမြီခံပြီးတော့တရုတ်စန့်ကျင်ရေးဆန္ဒပြပွဲများစန့်ကျင်လှုပ်ရှားမှုများဆောင်ရွက်နေသလိုတစ်ချိန်တစ်ခါကတရုတ်မြန်မာပြည်ပကဖြစ်ပွားစေမဲ့လက်တယ်တရားခံလဲဖြစ်ခဲ့ကြောင်းကိုလည်းထပ်လောင်းသတိပေးပြောကြားလိုပါတယ်လို့ပြောဆိုထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့သဘောထားမတူညီကွဲပြားမှုများရှိခဲ့ပါကလည်းတန်တမန်ဤအရာညှိနှိုင်းဆွေးနွေးအပြေရှားတဲ့နီးလန်းနဲ့သာဆောင်ရွက်မှာဖြစ်သလို့ အိမ်နီးချင်းနိုင်ငံများအပါအဝင်နိုင်ငံအလုံးနဲ့ချစ်ကြည်ရေးကောင်းမွန်တဲ့ဆက်ဆံရေးပြည်သူအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာအစဉ်တစိုက်ဥတည်သွားမှာဖြစ်ပြီးတော့အိမ်နီးချင်းနိုင်ငံများရဲ့ပုံရိပ်ကိုထိခိုက်စေမဲ့ကိစ္စရပ်များလူမျိုးရေးဘာသာရေးအမုန်းတရားဖြစ်စေမဲ့ကိစ္စရပ်များဆောင်ရွက်ချက်များကိုကန့်ကွက်ရှုံ့ချကြောင်း NUG ကကြေညာခဲ့ပါတယ်အချမ်းမဲ့စစ်ကောင်စီကတရုတ်နိုင်ငံရဲ့အတိမတ်ပြုမှုနဲ့ထောက်ခံမှုရရှိရေးအတွက်အစွမ်းကုန်စူးစမ်းနေကြတော့လေအောက်ချိန်မှာတော့ပြူစောတိများမဘာသာများနဲ့အမျိုးသားရေးအစွန်းရောက်များက ရှမ်းမြောက်ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့မျိုးသိမ့်တိုက်ပွဲများစခန်းသိမ့်တိုက်ပွဲများမှာတရုတ်နိုင်ငံက KIA အပါအဝင်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကိုနောက်ွယ်ကနေမြောက်ပင့်ပေးပြီးတော့ထောက်ပံ့နေခြင်းကြောင့်ဖြစ်တယ်လို့ဝေဖန်မှုများပုံပုံမြင့်တက်လာကြောင်းစုံစမ်းသိရှိရပါတယ်။လက်ရှိတပ်ချုပ်ကြီးကဘလို့မှအဆင်မပြေတော့ဘူး။တရုတ်ကြီးကနောက်ကနေပါနေတာကိုသိရတဲ့မမထန်ထန်မတုံ့ပြန်မဲနဲ့အောက်ကျနေတာကိုအားမရကြဘူး။ တက်မတော်သားတွေရှေ့တန်းမှာအသက်တွေပေးပြီးတော့မြို့တွေစခန်းတွေအသိမ်းခံနေရတယ်ဒါပေမဲ့တက်ချုပ်ကြီးကတရုတ်ကိုလည်းငြိမ်းခံတယ်တရုတ်ကြီးမြောက်ပေးတဲ့အဖွဲ့တွေကိုလည်းငြိမ်းခံရတယ်ဆိုတော့ဝေဖန်မှုတွေကပုံမပေါ်ပြီးတော့ပြင်းထန်လာပါတယ်ဒီအခြေအနေတွေရောက်လာတာတက်ချုပ်ကြီးပြောညာလို့တရုတ်ကိုမမထန်တာမတုံ့ပြန်လို့ဆိုတာအဖွဲ့တွေကြားမှာဆွေးနွေးဖြစ်ကြတယ်အခုနောက်ဆုံးပန်ဝါကျသွားတယ်နာပါခကြတော့မယ်လို့မန္တလေးအခြေစိုက်အမျိုးသားရေးအဖွဲ့များနဲ့ချိတ်ဆက်ထားတဲ့လူမှုကွန်ရက်အဖွဲ့တစ်ခုကအဖွဲ့ဝင်တဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကထိုင်းနဲ့တရုတ်နိုင်ငံထုတ်လူသုံးကုန်နဲ့စားတောက်ကုန်များကိုတရားဝင်သွင်းကုန်လိုင်စင်နဲ့တင်သွင်းခြင်းမဟုတ်ပါကကုန်တိုက်ဈေးဝယ်စင်တာမီနီမတ်များနဲ့ရက်ကွက်ထဲကဈေးအယောင်ဆိုင်များမှာရောင်းချခြင်းမပြုရန်တတိပေးနေတဲ့အတွက်ပြည်ပထုတ်လူသုံးကုန်နဲ့စားတောက်ကုန်ရောင်းချမှုအလုံးရက်ဆိုင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်ဒူးစစ်ခေါင်းဆောင်စိုးဝင်းကအော်တိုဘာလ9ရက်နေ့မှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးအတွက်လမ်းကြောင်းများမှာစောင့်ကြည့်ဖမ်းဆီးရမယ်အပြင်ဂိုဒေါင်များနဲ့တိုးလောင်ရုံများကိုလည်းလိုက်လံစစ်ဆေးဖမ်းဆီးရမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ဒါ့အပြင်ဈေးကွက်များအတွင်းထဲအထိပါကွင်းဆင်းပြီးတော့ဖမ်းဆီးစစ်ဆေးအေးအေးယူရမယ်လို့အမိန့်ပေးပြီးတဲ့နောက်ကုန်တိုက်ဈေးဝယ်စင်တာမီနီမန်နဲ့ရက်ွက်ထဲကရောင်းဆိုင်နေမှာပါတရားမဝင်ပြည်ပသွင်းကုန်များရောင်းချခြင်းမပြုရန်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတတိပေးလာခြင်းဖြစ်တယ်လို့သိရပါတယ်။သွင်းကုန်လိုင်စင်နဲ့တရားဝင်အထောက်အထားမရှိရင် ဘယ်ပြည်ပကထုတ်တဲ့လူသုံးကုံစားတော့ကုံမှရောင်းလို့မရဘူး။ရောင်းရင်ပို့ကုံသွင်းကုံဥပဒေနဲ့အရေးယူခံရနိုင်တယ်။စိုက်မာရှိတဲ့ရိုရီယာစီစက်ပြာမုတ်နို့မုတ်ပဲနို့တွေမရောင်းနဲ့။ရောင်းမယ်ဆိုရင်လည်းမြန်မြန်ကုံအောင်ရောင်းလို့ပြောတယ်။လာစစ်တဲ့အချိန်မှာရိုရီယာပစ္စည်းတွေမိရင်အသိမ်းခံရမယ်အပြင်လူပါဖမ်းခံရနိုင်တယ်လို့ပြောတယ်။မြို့နယ်ထွေအုပ်ကညွှန်ကြားလို့လာသတိပေးတာလို့ရက်ကွက်အုပ်ချုပ်ရေးမှူးကပြောတယ်။ ရိုးရီးယားပစ္စည်းတွေစိုင်းမှာဘာမှမတင်တော့ဘူးလို့တာမွေမျိုးနယ်ကမီနီမတ်စိုင်းပိုင်ရှင်တအူးကပြောဆိုထားပါတယ်အလားတူပဲရန်ကုန်မြို့မှာရှိတဲ့ကုန်တိုင်များဈေးဝယ်စံတာများအားလုံးမှာရိုးရီးယားနဲ့တရုတ်နိုင်ငံထုတ်လူသုံးကုန်စားသုံးကုန်နဲ့လျှက်စစ်ပစ္စည်းများလုံးဝမတွေ့ရတော့ပဲပြည်ရင်းထုတ်ပစ္စည်းများသာတင်ထားကြတော့တယ်လို့သိရပါတယ် စစ်ကောင်စီကကုန်တိုင်များဈေးဝယ်စင်တာများနဲ့ရောင်းဝယ်ရေးကုမ္ပဏီများကိုလည်းတရားဝင်အသိပေးမှုများရှိခဲ့ကြောင်းရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကပြောဆိုထားပါတယ်စစ်တီမန့်နဲ့ကုန်တိုင်တွေမှာထိုင်းပစ္စည်းတွေရောတရုတ်ကုန်ပစ္စည်းတွေကိုဘာမှမတွေ့ရတော့ဘူးအရင်ကစီဆိုရင်ရိုးရီးယားပဇွန်နှကောင်စီတို့ကို စစ်တီမတ်မှာရှိတယ်အခုပြည်တွင်းထုတ်ပဲစီနဲ့နှမ်းစီတွေပဲရှိတော့တယ်စက်ပြမုတ်ဆိုရင်လဲရိုးတရားထုတ်တွေမရှိတော့ဘူးပြည်တွင်းထုတ်စက်ပြမုတ်နေတွေပဲရှိတော့တယ်မေးကြည့်တော့မတင်ရဲဘူးတဲ့တင်ရင်ဖမ်းခံရမှာစိုးလို့လို့ပြောတယ်စစ်တီမတ်မှာမဟုတ်ဘူးကုန်တိုက်တွေအလုံးရိုးတရားပစ္စည်းတွေမရှိတော့တာ ရွှေဝါစပ်ပြံနဲ့ကိုတိုက်ပြီးတယောကင်မိုးနဲ့ခေါင်းဆော်ရမယ်ဂိမ်းပြန်ဆိုင်နေပြီလို့ရန်ကုန်မြို့ကအင်ရှင်မာတူကပြောဆိုထားပါတယ်။ဒါအပြင်မနေ့ကလိုင်းသားယာရွှေပြည်သားဒဂုံမြို့တဲတုံမှာရှိတဲ့ကုံတိုလောင်ယုံများကိုလည်းစစ်ကောင်စီကစစ်ဆေးဖမ်းဆီးမှုများအထောက်အထားမပြနိုင်တဲ့တွင်းကုံများကိုသိမ်းဆီးမှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲမန္တလေးပြည်ကြီးဒဂုံ46လမ်းပါမှာရှိတဲ့ TW ဂိုတောင်အားတရားမဝင်ပစ္စည်းများတိုးလောင်ထားတယ်ဆိုပြီးတော့လူသုံးကုန်လျှက်ဆက်ပစ္စည်းများကို ဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါတယ်ဒီကနေ့ဖြစ်ပေါ်နေတဲ့ဖြစ်စဉ်များအားလုံးဟာအာဏာရှင်နေဝင်အုပ်ချုပ်ခဲ့တဲ့ဆိုရှယ်လစ်ခေတ်ပုံစံအတိုင်းဖြစ်လာကြောင်းပြောဆိုထားပါတယ်အာဏာရှင်နေဝင်လက်ထက်မှာပြည်ပကကုန်ပစ္စည်းမှန်သာမျှတရားမဝင်ဆိုပြီးတော့တတ်မှတ်ပြီးပြည်ရင်းထုတ်ကုန်များကိုတဏှာကနေတဏှာတည်ယူရမှာလဲမှောင်ခိုတည်ယူခဲ့ရတယ်လို့ပြောဆိုထားပါတယ်နေဝင်ခေတ်တုန်းကပြည်ပထုတ်ကုန်ပစ္စည်းမှန်သာမျှတွင်းလို့လည်းမရဘူးတုံးလို့လည်းမရဘူးတွင်းတာရောတုံးတာရောကတရားမဝင်ဘူး ြည်ရင်းထုတ်ငပိစာစီတဲမယ်ဆိုရင်တော့မှထောက်ခံချက်နဲ့တည်ရတယ်အခုအဲ့ဒီပုံစံအတိုင်းဖြစ်လာတာလို့အသက်84နှစ်အရွယ်ရှိတဲ့အငိမ့်သားအကြောင်းဆရာမတူကရှင်းပြထားပါတယ်။လက်ရှိဈေးဆိုင်များ၊ကုန်တိုင်များ၊မီနီမတ်များမှာပြည်ပကသွင်းကုန်များကိုတကွေသုံးကနေပြီးတော့စားတောက်ကုန်နဲ့လုပ်ငန်းသုံးအထိခွင့်ပြုချက်မရှိဘဲရောင်းချတင်သွင်းသူများကိုပို့ကုန်သွင်းကုန်ဥပဒေနဲ့အမှုဖွင့်မှာဖြစ်ပြီးတော့အဲ့ဒီပို့ကုန်သွင်းကုန်ဥပဒေပုံမှန်ရှင်းတဲ့ပုံမှန်ကိုအရာ ထောင်တန်း၃နှစ်ဖြစ်စီငွေတန်းဖြစ်စီဒဏ်နေရစလုံးကိုဖြစ်စီချမှတ်နိုင်တယ်လို့သိရပါတယ်အော်တိုဘာလ9ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့တရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီအစည်းအဝေးလေးမြင်းဆောင်2024မှာအကြံဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းကလက်နက်ကိုင်အဖွဲ့အစည်းများကိုတပ်ဆိုးရှေ့စေတဲ့တရားမဝင်ကုံသွဲမှုကြီးထွားနေခြင်းကိုတိုက်ဖြတ်တားဆီးရန်လမ်းကြောင်းများမှာစောင့်ကြည့်ဖမ်းဆီးရမယ်အပြင် ကိုတော်များနဲ့တုံလောင်ယုံများကိုလည်းလိုက်လံဆက်ဆဲဖန်းစီရန်ဈေးကွက်များအတွင်းနဲ့အထိပါကွင်းဆင်းပြီးတော့ဖန်းစီဆက်ဆဲအရေးယူရန်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တန်င်းသာရီတိုင်းပလောမြို့နယ်ပလောမြို့အမှတ်ဆက်နဲ့တမ်းမြက်လေးကျင်ရိတ်ကြောင်းတတကဆက်နဲ့မှာပြည်သူစစ်မှုထမ်းတင်တန်းသားများရဲ့စားနယ်ရိတ်ခါများကိုစစ်ကောင်စီကြောင်းအုပ်ကြီးဗိုလ်မှူးချုပ်ရဲကြော်ကြော်ကအလွဲသုံးစားပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တင်တန်းသားများရဲ့စားနယ်ရိတ်ခါများကိုအခုလိုမျိုးအလွဲသုံးစားပြုလုပ်ခြင်းကြောင့် ်အမှတ်စဉ်6ပြည်သူစစ်မှုထမ်းတင်တန်းကိုပလောင်မြို့တမ်းမြက်လေးကျင်ရေးကြောင်တက်တက်ကဆက်နေမှာဖွင့်လှစ်ခြင်းမပြုတော့ပဲဘိတ်ခရိုင်ကျွန်းစုမြို့နယ်ရေတပ်တင်တန်းကြောင်ကိုပြောင်းရွှေ့ပြီးတော့အော်တိုဘားလ22ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်လုံခြုံရေးကိုအကြောင်းပြပြီးမဖွင့်တာပါအမှန်ကတင်တန်းကြောင်မှာကျောင်းဦးကြီးကရိတ်ခါရောင်းစားရတဲ့ကိစ္စတွေကြောင့်တင်တန်းမဖွင့်တော့တာပါအကြောင်းပြချက်ကတော့လုံခြုံရေးအရာမဖွင့်တော့ဘူးပေါ့စပ်ဖွင့်ရင်မိခိုးအတွက် စံဝယ်စရာမလိုဘူးဆိုပြီးတော့စံဝယ်ယူလိုမှုမရှိကြောင်းနိုဝင်ဘာလအထိတင်ထားတယ်အထက်အရာရှိတွေကလည်းသူ့ကိုကာကွယ်ပေးထားကြတယ်လို့စစ်ကောင်စီလက်အောက်ခံအရာရှိစက်တီတအုပ်ကပြန်လည်ပြောပြထားပါတယ်တင်နန်းကိုနယ်မြေလုံးကျုံရေးအရာနေရာပြောင်းလဲပြီးတော့ဖွင့်လှစ်မှာဖြစ်တယ်လို့စစ်ကောင်စီတပ်ရဲ့အထက်အရာရှိများကဖုံးဖိပြီးတော့ကျောင်းဦးကြီးဘုံမှုချုပ်ရဲကျော်ကျော်ကိုကာကွယ်ပေးထားကြောင်းတပ်တွင်းသတင်းရင်းမြစ်ကပြောကြားချက်အရာသိရပါတယ်အခုလိုမျိုးရိတ်ခါများကိုအလွဲသုံးစားပြုလုပ်မှုကြောင့်တင်နန်းပြောင်းရွှေ့ရတယ်ဆိုရင် ကျောင်းဥကြီးဘုံမှုချုပ်ရဲကြော်ကြော်ကိုအထက်ရာရှိများကအရေးယူရမှာဖြစ်တဲ့အတွက်ဖုံးဖိကပြောဆိုခြင်းဖြစ်ကြောင်းတက်တွင်းသတင်းရင်းတွေကပြောပါတယ်ကျက်ဥနေရင်ကျွေးနိုင်အောင်လို့ရိတ်ခါဆိုငွေတွေကတုံးစရာမလိုအောင်ပြီးကြားကိုကျက်ဥအတွက်ပေးထားတာအဲ့ဒါကိုတပတ်မှ၃လုံးလောက်ပဲတင်တန်းသားတွေကိုကျွေးတယ်အထက်ကိုတင်ပြတော့ကျက်ဥဈေးကတစ်လုံးကို280ကျက်တင်တန်းက350ပေးပြီးတော့ဝယ်ရတယ် အဲ့ဒီလိုတွေကိုကျိုးအတွက်ပဲလုံနေလို့တင်တန်းကိုကျိုးစုမှာပြောင်းဖွင့်လိုက်တာလို့အရာရှိစက်တီတူကဆက်လက်ပြောဆိုခဲ့ပါတယ်။ဒါအပြင်ပလောင်မြို့တက်တက်ကဆက်နှစ်မှာပြည်သူစစ်မှုထမ်းတင်တန်းအပတ်စဉ်၃နဲ့၄တို့ကိုလည်းတင်တန်းမပေးပဲရန်နာခဲ့ရပြီးတော့လက်ရှိမှာအမတ်စဉ်၅အဖြစ်ပြည်သူစစ်မှုထမ်းတင်တန်းသား380တအုပ်ကိုစစ်တင်တန်းပေးနေပြီးတော့လာမယ့်နိုဝင်ဘာလနောက်ဆုံးပတ်မှာတင်တန်းပြီးဆုံးမှာဖြစ်ကြောင်းတက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးတလင်မြို့နယ်စီပါကျေးရွာကပြည်သူ6ဦးကိုစစ်ကောင်စီကရရဆက်ဆက်တပ်ဖြတ်ထားပြီးတပ်ဖြတ်ရမှာခေါင်းနဲ့ခြေလက်များကိုဖျက်ပြီးခြံစည်းရိုးများမှာချိတ်ထားခြင်းမိရှုတပ်ဖြတ်ခြင်းလူရဲ့ခန္ဓာကိုယ်ကဥများကိုထုတ်အသားများကိုအယိုးသာကြံတဲ့အထိချစ်ထုတ်ပြီးတော့အလုံးရက်ဆက်သွားတပ်ဖြတ်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ18ရက်နေ့ဘူးတလေမြို့နယ်စီပါချေးရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ချေးရွာလုံးကျွတ်ကိုမီးရှို့ခဲ့ပြီးအင်ဂျင်900ကျော်ရှိတဲ့ချေးရွာမှာအင်ဂျင်300ကျော်ပျက်ကျသွားတယ်လို့သိရပါတယ်။အော်တိုဘားလ19ရက်နေ့မှာညနေပိုင်းစစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးတဲ့နောက်အလွန်ရက်စွက်စွာတပ်ဖြတ်ထားတဲ့ပြည်သူ6ဦးရဲ့အလောင်းများကိုတွေ့ရှိခဲ့ရကြောင်းစီပါချေးရွာပကဖတာဝန်ကကိုမိုးတောက်ကပြောပြထားပါတယ်။ ်စစ်တပ်ကပြည်သူ6ဦးကိုရရဆက်ဆက်တပ်ဖြတ်ထားခဲ့တယ်။ဥကောင်းတွေကိုဖြတ်ပြီးတော့ခြံစည်းရိုးတွေပေါ်မှာတင်ထားခဲ့တယ်။ရွာကလည်းမီးရှို့တာအင်ဂျင်300ကျော်လောက်မီးလောင်ဆုံဆုံသွားတယ်။တေဆုံးသူတွေကစီပါရွာမှာနေထိုင်တဲ့တက်ကြီးရွယ်ဟိုအမျိုးသားတွေပါ။ကျန်တဲ့အသက်ခံရတဲ့သူတွေကတော့ဘဲကဖမ်းခေါ်လာပြီးတော့တတ်တာလည်းအတိအကျပြောလို့မရသေးဘူး။ရုပ်အလောင်းတွေကတော့ပုတ်ပွနေတာပဲလို့ဒေသခံတပ်ဖွဲ့ဝင်တအုပ်ကပြောပြထားပါတယ်။စစ်ကောင်စီကပြည်သူများကိုတပ်ဖြတ်ရမှာခေါင်းနဲ့ခြေလက်များကိုဖြတ်ပြီးတော့ခြံစည်းရုံမှာချိတ်ချင်းမိရှုတပ်ဖြတ်ချင်းလူရဲ့ခန္ဓာကိုယ်ကဦးနဲ့ကလေးစားများကိုထုတ်ပြီးတော့ အယိုးပဲကြံတော့တဲ့အထိအသားများကိုချစ်ထုတ်တက်ဖြတ်ခြင်းလူရဲ့ဦးနဲ့ကလီစာများကိုရွာနေရာအနှံ့မှာစွန့်ပစ်ခဲ့ခြင်းတို့ကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်အသက်ခံရတဲ့သူတွေကတာမန်အရသားတွေပါစီပါကြီးရွာကဥတင်လိုင်းဥချောင်ပိုးဥရာစိန်ဥထေးလွင်နဲ့ကျန်တဲ့နှစ်ဦးကတော့နာမည်မသိရသေးပါဘူးစီစစ်နေပါတယ်စုစုပေါင်းပြည်သူ6ဦးကိုရရဆက်ဆက်တက်ဖြတ်သွားတာပါလို့စီပါကြီးရွာပကဖတာဝန်ကကိုမိုးတောက်ကရှင်းပြထားပါတယ်စီပါကြီးရွာကိုမီးတင်ရှို့ပြီးတော့ပြည်သူများကိုတက်ဖြတ်ခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာ မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်တပ်စစ်ကြောင်းကဘုဒ္ဓလင်မျိုးနယ်ကကြေးရွာများကိုမိရှုပ်ဖျက်ဆီးပြီးအရက်သားပြည်သူအယောက်20ထက်မနည်းတပ်ဖြတ်ခဲ့ကဒဇာကံပြည်သူအယောက်တရားဝင်းကျင်ကိုလည်းဖမ်းဆီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။